ခင်မူပါမြမစံတော်ချိန်ည9:00နာရီရှိပါပြီပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါခင်ဗျာဒါကြောင့်ကျွန်တော်ရဲ့ channel မှာအပတ်စဉ်တောက်ကြစနေတနင်္ဂနွေနေ့တိုင်းမှာည9:00နာရီချိန်ပြည်သူပြားရှင်ပေါင်ချိန်ဇလန်းရွဲအပိုင်းစာများကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်အပိုင်းတွေတင်တဲ့အခါမှာသိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ခေါင်းအောင်လေးကိုနှိပ်ထားပေးကြပါဘောခင်ဗျာဒီပိုင်းဆောင်မှာရောဆရာကုန်းစွန်းတစ်ယောက်သူ့ကိုကူညီခဲ့တဲ့ဆိုင်းရှင်မိတ်ကလေးနဲ့တွေ့ဖို့ရောက်လာပါတယ် ဇာကွန်ဆိုတော့သူသွားစရာမရှိတဲ့အချိန်တွေတုန်းကဝေချွင်းတန်လက်ခံပေးထားအောင်ကျေးဇူးတင်နေပါတယ်။ဒါပေမဲ့ဆန်ရှင်မင်းကလေးကတော့ဇာကွန်ဆိုတာအတိတ်နဲ့ပတ်သက်ပြီးဘာမှမသိတာကြောင့်ဇာကွန်ဆိုတာပညာတော်တင်ဖြစ်ဖြစ်ဒါမှမဟုတ်ပညာရှိဖြစ်ဖြစ်နိုင်တယ်လို့သုံးသပ်နေပါတယ်။အလုံးမမဟုတ်တော့ဇာကွန်ဆိုတာအစိုးရအမှုတန်းအရာရှိများဖြစ်နေမလားမသိဘူးလို့ဆန်ရှင်မင်းကလေးကထပ်ပြောပါတယ်။အဲဒီမှာတော့ဆန်ရှင်မင်းကလေးကဇာကွန်ဆိုကိုမေးခွန်းတွေမေးလိုက်ပါတယ်။ပြီးတော့ဇာကွန်ဆိုတကယ်ပဲကိုယ်နိုင်မဲ့ကိုမမှတ်မိလားလို့ထပ်မေးပါတယ်။ဇာကွန်ဆိုရဲ့နာမည်နဲ့နေတဲ့နေရာအချိန်ချင်းပြန်ပြီးတော့စဉ်းစားပြီးမယ်ဘလို့မှစဉ်းစားလို့မရပါဘူး။ အဲ့ဒါမှတော့ဆန်ရှင်မင်းကလေးလဲဆရာကုန်းဆုံးကိုထဲတန့်တွေ့တော့ငါကိုမမာကိုရေးအမှတ်သားပစ္စည်းမပါလာဘူးလားလို့မေးလိုက်ပါတယ်။အဲ့ဒါကြောင့်ဆရာကုန်းဆုံးလဲသူနိုးလာတော့သူကိုပါဝေစားပြင်ကျန်တာပါမပါတဲ့ကြောင်းကိုရှင်းပြလိုက်ပါတယ်။ဆန်ရှင်မင်းကလေးလဲခေါ်ရအစဉ်ပြောင်းဆရာကုန်းဆုံးနာမည်တစ်ခုခဏအသုံးပြုထားဖို့ပြောပါတယ်။ပြီးတော့အဲ့လိုနာမည်သုံးထားတာအာနာပိုင်တွင်လည်းသူတို့ပြောရဆိုရတာအစဉ်ပြေလိမ့်မယ်လို့ဆရာကုန်းဆုံးရှင်းပြပါတယ်။အဲ့ဒါလဲဆန်ရှင်မင်းကလေးကမင်းမှုတန်းတွေထဲမှာသူတို့ဝေချွင်းထိုင်ဖို့ပြဿနာရှာနေလူရှိတာကြောင့်ဆရာကုန်းဆုံးဘယ်သူလဲဘယ်ရလာလဲမသိရဘူးဆိုရင်သူတို့တော့မကောင်းဘူးလို့ပြောလိုက်ပါတယ်။ အားလုံးဆရာကုန်းစလန်ဆာရှင်မင်းကလေးစိတ်ကောင်းရှိလို့သာသူ့ကိုလက်ခံခဲ့ပေမဲ့ဒါတော့ပြဿနာရှိလာမယ်ဆိုရင်ဂျေဇူးကန်းလိုဖြစ်သွားမှာဆိုလို့ဝေချွင်းတန်းနေထွက်သွားပဲကောင်းလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဆာရှင်မင်းကလေးကတားလိုက်ပြီးတော့ဆရာကုန်းစုံမှန်ညာနေပျောက်ဆုံးနေအတွက်ဘယ်သွားမှမသိဖြစ်နေလိမ့်မယ်လို့ပြောပါတယ်။အားလုံးဆရာကုန်းစုံဝေချွင်းတန်းမှာပဲနေပြီးတော့မှန်ညာနေပြန်ရမှာပဲစက်ပြောကြပါလို့ဆာရှင်မင်းကလေးကပြောလိုက်ပါတယ်။ဆာရှင်မင်းကလေးကဝူဝေးညာဖြစ်တာကြောင့်ဆရာကုန်းစုံသူမိဘဘက်ကအမျိုးရောင်ဆောင်လိုက်ဖို့အကြံပေးပါတယ်။အားလုံးမျိုးရိုးဝူနိုင်မယ်ကိုယူပြီးတော့ဝူမင်ဆိုတဲ့နာမည်နဲ့ဆရာကုန်းစုံကိုနေစေချင်ပါတယ်။ ဇာကွန်ဆိုတဲ့သူထက်ညင်ဝိညာဉ်ဒေါသထွက်မှာဆိုပြီးတော့လက်ခံလိုက်ပါတယ်ဇာကွန်ဆိုရွေးလိုက်တဲ့ဝူမင်ဆိုတဲ့နာမည်အဓိပ္ပာယ်ကတော့အမျိုးမရှိအမည်မရှိလို့အဓိပ္ပာယ်ရာအကြောင်းကိုရှင်းပြပါတယ်အဲ့နောက်မှာတော့ဝိညာဉ်အခုအဆပြီးတော့ဇာကွန်ဆိုသူမိဘဘက်ကဦးလေးတဝင်းခွဲလို့သဘောထားပေးဖို့ရင်းစင်ကိုပြောလိုက်ပါတယ်ဝိညာဉ်တော့ဇာကွန်ဆိုကိုကြီးခိုင်းဖို့နေရနေခေါ်လိုက်တာဖြစ်ပြီးမတွေ့ရနှစ်တွေကြာပြီးတော့ချက်ချင်းမမှတ်မိတဲ့ပုံစံနဲ့အယောင်ဆောင်ထားခိုင်းပါတယ်ပြီးတော့ဝိညာဉ်လောက်ကလူတွေပါဆရာကုန်းစွန်းနဲ့ပတ်သက်ပြီးတော့မௌဒါတိရှောက်ပြောနေဝေချင်းထံကနေမောင်းထုတ်ပြမဲ့အကြောင်းမှာရေးရှင်ကိုပြောခိုင်းထားလိုက်ပါတယ် အာမေဝိညာဉ်အပြင်လူတွေပါတန်တရားမဖြစ်အောင်လို့ဆရာကုန်းဆုံးကိုသူ့နိုင်မယ်ပဲတက်ခေါ်စီပြီးတော့တူဝေကြီးပုံစံပီတာကိုနေခမ်းလိုက်ပါလေဝိညာဉ်တော့သူကဆရာကုန်းဆုံးဦးလေးကိုလို့ခေါ်မယ်ကြောင်းပြောတာကြောင့်ဆရာကုန်းဆုံးကတန်းပြီးတော့ညင်းပါလေဒါမှလည်းအကြောင်းကိစ္စကြောင့်ဆရာကုန်းဆုံးမဖြစ်မနေလို့ရမယ်လို့ဝိညာဉ်ကသတိပေးလိုက်ပါလေဝိညာဉ်အိမ်အောင်ပြတာမကြသေးမယ်အမျိုးသားရုတ်တရက်ဆုံးပါသွားတာကြောင့်မုံဆိုးမဘွားကိုရောက်ခဲ့ရတာပါဒါမှမဲ့ဝေချင်းထိုင်မှာအမွေတွေမနှဲမနှောရှိနေပြီးတော့ဆုံးသွားတဲ့မျိုးသားမှလည်းတခြားဆွေမျိုးဆိုလို့မရှိပါဘူးအဲဒါကြောင့်ဝိညာဉ်အမေဘက်ကအမျိုးကစောင့်ရှောက်ပေးမဲ့သူရှိရင် သူများတွေရဲ့မလိုလောဘစိတ်ကိုနည်းနည်းတော့ဖယ်ရှားနိုင်လိမ့်မယ်လို့ဆရာကုန်းဆုံးကိုရှင်းပြပါတယ်။ဒါမဲ့ဆရာကုန်းဆုံးကသူကိုယ်တိုင်တော့ဘသူဘွားမှမမှတ်မိသေးတာကြောင့်ဝိညာဉ်ကဘာကူညီနိုင်လောက်ပါလဲလို့တွေးနေခဲ့ပါတယ်။ဝိညာဉ်ကတော့ဆရာကုန်းဆုံးကစာပေသမားဆိုတာသိတာတဲ့အတွက်စည်င်းစာအုပ်ကြီးလာတော့ဂိုဒေါင်ထဲကစေးပစ္စည်းတွေကိုစစ်ဆေးလာတော့လုံနိုင်ပါလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဆရာကုန်းဆုံးလည်းသူကိုယ်တိုင်အစားဝေချင်းထံမှာစေးနိုင်တွေကိုအရင်ကရင်းနှီးနေတာလို့ပြောပြလိုက်ပါတယ်။စေးမယ်ရီအားလုံးမှသိနေဆရာကုန်းဆုံးရင်းရှင်လဲစေးဆရာတယောက်ဖြစ်နေနိုင်တာပေါ့လို့ဝင်ပြောပါတယ်။ ဒါမဲ့ဝိညာဉ်တော်ဆရာကောင်းဆိုးမလူလူပဲဖြစ်ဖြစ်သူတို့ပြောထားတဲ့အတိုင်းပဲနေရမယ်လို့သာရှင်းပြလိုက်ပါတယ်။ပြီးတော့ဆရာကောင်းဆိုးရဲ့တရားဥပဏ်ကိုသာတခြားသူတွေသိသွားရင်ဝိညာဉ်တော်ဘာပြဿနာတတ်မဲ့အကြောင်းပြောပြထားပါတယ်။ဒါမဲ့ဆရာကောင်းဆိုးကဝိညာဉ်မိဘအိမ်နဲ့ပတ်သက်ပြီးသူဘာမှမသိကြောင်းပြန်ပြောလိုက်ပါတယ်။အဲ့ဒါမှတော့တင်းရံလည်းရုတ်တရက်ပေါ်လာတဲ့ဝိညာဉ်ဦးလေးကိုးချောင်းကိုကုသမားတော်စီကိုပြောပြနေပါတယ်။ပြီးတော့တင်းရံကသူကိုင်နေကြောင်းစင်းဆောင်ကိုတော့ဦးလေးကိုးကိုပြအကြောင်းကိုရှင်းပြနေပါတယ်။အဲ့ဒါပြင်ဝေချင်းထံကလည်းဝူမျိုးနယ်ပိုင်းဖြစ်လာတော့မာလို့တင်းရံကပြောနေပါတယ်။ အဲနောက်ကုသမားတော်လည်းဆိုင်ရှိမှဆွေမရှိမျိုးမရှိမုံဆိုးမှတယောက်ပဲကျန်လာပေမဲ့တရားဝင်ယူထားတဲ့မိန်းမဖြစ်နေလို့ပြောလိုက်ပါတယ်။ဒါကြောင့်ဦးလီကိုကဝူမျိုးနယ်ဆိုတော့လေတရားတာပဲမလို့ဘာမှပြောစရာမရှိတော့ကုသမားတော်ကတော့ပြောလိုက်ပါတယ်။ဒါပေမဲ့တင်းရတဲ့ကုသမားတော်ကဝေချင်းထံမှာလှုပ်လှုပ်တာအသက်တစ်ဝက်လောက်လှုပ်လှုပ်တာဖြစ်လို့ဝိညာဉ်ကိုလက်ကားပေးပြလိုက်ဖို့မဖြစ်ဘူးလို့ပြောပါတယ်။အဲ့တော့ကုသမားတော်လည်းတင်းရန်ကဆိုင်ရှင်ရဲ့အမျိုးဆိုပြီးတော့ဝေချွင်းထံကပစ္စည်းတွေကတင်းရန်အပိုင်းလို့ရုံတက်တိုင်းမလို့လားလို့မေးလိုက်ပါတယ်။ကုသမားတော်ကတော့ဝူမင်ဆွဲလူပေါ်လာတာတင်းရန်အတွက်လာကလည်းမရောက်သလိုရာသူလည်းပြုတ်သွားတာမဟုတ်လို့ လူတယောက်တိုးလာပဲရှိတာပေါ့လို့ပြောပြပါတယ်။ဒါပေမဲ့တင်းရံတော့မရပါဘူး။ဆရာကုန်းစုံဘရားလာမှမသိတဲ့ဆင်းရဲသားဖြစ်တာကြောင့်ဝူဝင်ဖြစ်နေလက်မခံနိုင်ဖြစ်နေပါတယ်။အဲ့ဒါမှတော့ဆရာကုန်းစုံရင်းရှင်ကနေရမယ့်ခန်းစီကိုလိုက်ပြပေးပါတယ်။ခန်းထဲမှာတော့စာပေစာအုပ်တွေအများကြီးရှိနေပြီးတော့ခန်းကြီးကခန်းသားလုံးနာကြောင့်ဆရာကုန်းစုံကသူနေဖို့မသင့်တော်ကြောင်းညင်းပါတယ်။ရင်းရှင်ကတော့ဒီခန်းအရင်ကဆိုင်ရှိနေခဲ့တဲ့ခန်းဖြစ်တဲ့အတွက်ခုဆိုဆရာကုန်းစုံကဆိုင်ရှင်ဦးလေးဖြစ်နေဖြစ်တာကြောင့်အသင့်တော်ဆုံးပဲလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဆရာကုန်းစုံကဦးလေးဆိုတာအပြင်လူတွေအတွက်ခဏသုံးထားတဲ့ဇက်ယုတ်ဖြစ်တာကြောင့်အဲ့လောက်မလိုပါဘူးလို့ပြန်ပြောလိုက်ပါတယ်။ အားလုံးရင်းရှင်လဲသူတို့ကိုယ်တိုင်ကဇဲရုပ်ကိုအရင်အသားကြမှဖြစ်မယ်လို့ရှင်းပြလိုက်ပါတယ်။ပြီးတော့တကယ်တမ်းကဆရာကုန်းစွန်းတဲ့ဆန်းရှင်ဝိညာဉ်တို့ကဘာမှပတ်သက်မှုမရှိတာကိုသိသွားကြရင်သူတို့အားလုံးဒုက္ခရောက်ကိုမားလို့ပြောလိုက်ပါတယ်။အဲဒါမှတော့ရင်းရှင်ဟာဆရာကုန်းစွန်းဝေငါကိစ္စကိုပြောပြတာမမေ့ပဲမှတ်ထားဖို့မှားလိုက်ပါတယ်။ဆရာကုန်းစွန်းလဲခုနကပြောတာတွေကိုရှင်းလင်းမှတ်မိနေတာကြောင့်သူ့ရဲ့မှတ်ဉာဏ်မစိုးလို့တွေးနေပါတယ်။ဒါမှလည်းဆရာကုန်းစွန်းကသူ့ရဲ့အတိတ်ကကိစ္စတွေတော့တခုမှမမှတ်မိတာကိုအံ့ဩနေပါတော့တယ်။အားကြောင့်ရင်းရှင်လဲဆရာကုန်းစွန်းကထိခိုက်မှုရှိသွားလို့ဒီလိုအတိတ်မိသွားတာဖြစ်မှားလို့ပြောလိုက်ပါတယ်။ အဲ့တော့မှာတော့ရင်းရှင်တဲ့ဝိညာဉ်လည်းဆရာကုန်းဆုံးတန်တရားမဝင်ပဲနေနေတာကိုကြည့်ပြီးတော့စိတ်အေးလက်အေးဖြစ်နေပါလေပြီးတော့ဝိညာဉ်ဆရာကုန်းဆုံးတကယ်ပဲရင်းရှင်ကိုမမှတ်မိလာလားလို့မေးလိုက်ပါတော့တယ်အဲ့တော့ရင်းရှင်လည်းသူ့ဆရာရဲ့အတိတ်မိစေးကဘယ်တော့မှအမားမဖြစ်ဘူးပါဘူးလို့ပြောလိုက်တော့တာပါဒါနောက်ဝိညာဉ်ကဆရာကုန်းဆုံးကသူ့ရင်ကိစ္စတွေကိုပြန်ပြီးတော့မမှတ်မိနိုင်တော့ဘူးလို့တွေးနေပါလေရင်းရှင်လည်းသူ့ရဲ့အတိတ်ကမှန်ညာနေရမှန်ညာရဲ့ဟိုးတွေးမိုင်းထဲမှာဖွက်ထားခံလိုက်ပြီလို့ပြောပြလိုက်ပါတယ်အဲ့တော့အားပြင်းတဲ့လောက်ခတ်မှုမရှိရင်ဆရာကုန်းဆုံးရဲ့မှန်ညာတွေကိုနိုးထအောင်မလုပ်နိုင်ဘူးလို့ရင်းရှင်ကရှင်းပြလိုက်ပါတယ် ဝိညာဉ်စိတ်ပူနိုင်အောင်ရင်းရှင်လဲဆရာကုန်းစွာညင်ဟာကိစ္စတွေမှတ်မိနိုင်ပေမဲ့အခုလောက်ဆိုရင်ချိန်လောက်နေပြီလို့ရှင်းပြလိုက်ပါတယ်ပြီးတော့ဆရာကုန်းစွာဝေချင်းထံမှာနေရင်ဘသူမှသူ့ကိုရှာတွေ့တော့မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်အဲ့ဒါမှာတော့ထေတန်းကဆရာကုန်းစွာဆန်းရှင်းဦးလေးဖြစ်တာကြောင့်ဒီဥတည်နဲ့ခေါ်ဝေါ်နေပါတယ်ထေတန်းကတော့ဆရာကုန်းစွန်တည်တသက်ဝေထားကြည့်ပြီးတော့ရင်ကလေးကဒီလိုနေထိုင်လာသူမှန်းထင်နေတယ်လို့ပြောပါတယ်ဒါပေမဲ့ဆရာကုန်းစွာအဲ့လိုအဝေစားတွေဝေရတာကြောင့်နေထိုင်ကြက်တဲနေရပါအဲ့ဒီမှာတင်းရန်ကဆရာကုန်းစွာတသက်လုံးဒီလောက်ကောင်းတာဝေဖူးတာမှမဟုတ်တာလို့ပြောနေပါတယ် ထဲတန်းတင်းရန်ကနောက်ပြောင်တာပါလို့ဆရာကုန်းစုံပြောပေးပြီမယ်တင်းရန်ကတော့မလို့မုန်းထားစိတ်ထားနေကနောက်ပြောင်တာမဟုတ်ဘူးအတီးပြောတာလို့ပြောနေပါလေအားကြောင့်ဆရာကုန်းစုံလည်းသူကပိုးသားအင်ဂျင်နဲ့မလိုက်ဖက်တာရှိရင်ရှိနိုင်ပေမဲ့လှောင်ပြောင်အောင်တဲ့ထိတော့မဆိုးရတာကြောင့်လေးစားမှုရှိပါလို့ပြောလိုက်ပါလေတင်းရန်ကတော့ဆရာကုန်းစုံကတကယ်ပဲသခင်ကိုကိုခံယူထားတာလားလို့မေးလိုက်ပါတော့တယ်ပြီးတော့တင်းရန်ကသူများတွေမသိပေမဲ့ဆရာကုန်းစုံဝေချွင်းထံကိုရောက်လာတော့ကအတိတ်မိနေတဲ့တရောင်းစားတသားပဲရှိတာလို့ပြောလိုက်ပါတော့တယ်တင်းရန်လည်းဝေချွင်းထံမှာဘာမှမသိတဲ့ဘယ်ဟာမှမသိတဲ့သခင်ကိုဆိုတာပေါ်လာတာကြောင့် ဆရာကုန်းစုံလက်ကားနေလက်ကားစားဖို့လာတာလားလို့မေးလိုက်ပါတယ်။အဲ့လိုမှမဟုတ်ဆရာကုန်းစုံလာတာဝေချွင်းထိုင်ရဲ့ဥစားပစ္စည်းတွေကိုခွဲယူဖို့လာတာလားလို့တင်းရန်ကမေးလိုက်တာပါ။အားကြောင့်ဆရာကုန်းစုံကဘယ်ကလာမှန်းမသိတဲ့အတွက်ရုံတော်မှာတော့ထိုင်လို့ရတယ်လို့တင်းရန်ကပြောလိုက်ပါတယ်။အဲ့ဒီမှာပဲဝိညာဉ်ရောက်လာပြီးတော့သူလေးကိုကိုပြောတဲ့တင်းရန်ကိုစူပါတော့တယ်။အားကြောင့်ဝိညာဉ်လည်းရင်းရှင်လက်အောင်ငယ်သားတွေဘာမှပြောမထားဘူးလားလို့မေးလိုက်တာပါ။ရင်းရှင်လက်သခင်ကိုကဝိညာဉ်အမေဘက်ကဦးလေးတဝမ်းဝဲဆိုတာသူပြောပြီးသားလို့ပြောနေခဲ့ပါတယ်။သခင်ကိုကလာတဲ့လမ်းမှာဓမြရီနဲ့တွေ့ပြီးတော့လူရက်ခံရပြီး ထိခိုက်မိတာကြောင့်ကိုကိုဘသူလဲမေ့သွားတာလို့ရင်ရှင်ကထပ်ပြောလိုက်ပါတယ်ပြီးတော့သခင်ကိုကဝိညာဉ်နဲ့မတွေ့တာ၁၀နှစ်လောက်ရှိနေဖြစ်တာကြောင့်မမတ်မိတာပုံမှန်ပဲလို့ရင်ရှင်ကထပ်ပြောပါတယ်အားကြောင့်ရင်ရှင်လဲတင်းရံကိုတေးချာပြောထားရတာနဲ့သူ့ကိုအဆူခံအောင်လုံနေရလားလို့မေးလိုက်ပါတယ်ဇာကုန်းစလဲစင်းငိုင်တင်းရံကသဘောဆုံးနဲ့မဟုတ်ပဲသူဝေချွေးနိုင်အောင်ရုတ်တရက်ရောက်လာကြောင်တိတ်အသားမကြသေးတာပါလို့ဝင်ပြောလိုက်ပါတယ်အားကြောင့်ဇာကုန်းစလဲစင်းငိုင်တင်းရံကိုအပြစ်မတင်ဖို့ဝိညာဉ်ကိုတောင်းဆိုလိုက်ပါတယ်တင်းရံလဲဆန်းရှင်ဝိညာဉ်ကိုကြောက်ကြောက်နဲ့သူ့ပါဇက်သူထိမ့်ပါမယ်လို့ပြောပြီးတော့တောင်းပန်လိုက်ပါတယ် ိုင်တော့မတော်ဝိညာဉ်လဲသူလေးကိုကနေရာခတ်မှာပဲလို့တီးလို့ပြောနေခဲ့ပါလေအာတော်ဝိညာဉ်လဲစီရင်ကိုင်တင်းရန်ကဝေချွေးနိုင်လူအောင်ဖြစ်ပြီးတော့ဆိုင်ရှင်ကြီးရဲ့တဝူဒီသောဆက်ခံသူကဝိညာဉ်ကိုတိုင်ပဲလို့ပြောလိုက်ပါလေပြီးတော့ခင်မုံဖြစ်သူကသူ့ကိုဝေချွေးထိုင်အောင်ပေးခဲ့တာဖြစ်လို့သူပဲဦးစီးတော့မယ်လို့ဝိညာဉ်ကထပ်ပြောလိုက်ပါလေအာတော်ဝိညာဉ်ကဝေချွေးထိုင်ရဲ့ပစ္စည်းဥစ္စာတွေကိုဦးလေးကိုတဝက်ခွဲပေးတာပဲဖြစ်ဖြစ်အကုန်လုံးစီရင်ဒုက္ခရောက်နေတဲ့သူတွေကိုလှူလိုက်တာဖြစ်ဖြစ်သူတယောက်တည်းရဲ့ဆုံးဖြတ်ချက်အတိုင်းပဲလို့တင်းရန်ကိုပြောခဲ့လိုက်ပါလေ ပြီးတော့ဝေကျွင်းထံမှာဇင်းတွက်ဖို့ဇင်းငိုင်းမရှိလို့မဖြစ်တာဟုတ်ပေမဲ့တင်းရံမရှိလို့မဖြစ်တာမဟုတ်ဘူးလို့ဝိညာဉ်ကပြောလိုက်ပါလေအားလုံးဝိညာဉ်ကတင်းရံသားရိုးသားသားနဲ့ပြဿနာမရှာပဲဇက်လုတ်သွားမယ်ဆိုရင်နောက်မှာပစ္စည်းဥစ္စာတွေကတပုံကိုခွဲပေးခြင်းခွဲပေးမယ်လို့ပြောပါလေဝိညာဉ်နဲ့တကယ်လို့သာတင်းရံရဲ့ဗဇက်ကိုမထိန်းနိုင်ဘူးဆိုရင်တော့အာမနာပဲမောင်းထုတ်ရိုက်လိုက်မယ်လို့သတိပေးလိုက်ပါလေအားလုံးတင်းရံလဲတောင်းအောင်မမနဲ့ဝိညာဉ်ကိုပြောပြီးတော့ဆင်ခြင်ပါမယ်လို့ပြောလိုက်တာပါအဲ့နမှာဝိညာဉ်ကသူ့လေးကိုကိုသူ့ရဲ့ဧကန်းမှာစကားပြောမယ်လို့ပြောလိုက်ပါလေ။ပြီးတော့ရင်းရှင်ကလည်းဆန်ရှင်ဝိညာဉ်ရဲ့စိတ်ကိုသူအတီဆုံးဖြစ်လို့ စကားရအနိုင်ယူချင်တာနဲ့ပဲထမင်းဟုတ်မကွဲစီဖို့တင်းရန်ကိုသတိပေးသွားပါလေ။အဲနောက်ထဲတက်လဲတင်းရန်ပုံစံကိုကြည့်ပြီးတော့သဘောတွေကျနေပါလေ။တင်းရန်ပုံစံကယောက်ျားအိမ်မှာအခွင့်မသားရင်သီးခံနိုင်ရသလိုအခွင့်ရအမြင့်ကိုပြန်တက်ရမယ်ဆိုတဲ့စကားတိုင်းပဲလို့ထဲတက်ကပြောလိုက်ပါလေ။ဒါမှလည်းတင်းရန်ကတော့ဆရာကုန်းစုံတခင်းကိုဆိုတာသူလုံးဝမယုံလို့တီးတို့ရေရွနေပါလေ။အဲနောက်မှာဆရာကုန်းစုံနဲ့ဝိညာဉ်တို့အဲကနေ့မှာစကားပြောနေတဲ့ဆရာကုန်းစုံကတော့ပြဿနာရှာမိတာကြောင့်တောင်းပန်လိုက်ပါလေ။ဒါမှဝိညာဉ်တော့ဒါသူတို့မှန်းထားတဲ့အတိုင်းပဲလို့ဆရာကုန်းစုံရှင်းပြလိုက်ပါလေ။ ီးတော့ဝိညာဉ်ကတင်းရန်ချင်းစိုက်ကအရင်တည်းကဒီလိုပဲဖြစ်ပြီးတော့သူများကောင်းစားနေအောင်ကြည့်မနေနိုင်တာပဲလို့ရှင်းပြနေပါတယ်။ဒါပေမဲ့ဝိညာဉ်ဆရာကုန်းစွာသခင်ကိုဆိုတာမှန်ကန်သောခွင့်ကောင်းယူလို့ဝေကျွန်းတန်ကလူတွေကိုပြောရတာပါပဲလို့ပြောနေပါတယ်။အဲ့ဒါတွေကဝိညာဉ်ရှေ့ဆက်မဲ့အစီအစဉ်တွေလည်းကောင်းပါတယ်လို့ရှင်းပြလိုက်ပါတယ်။အဲ့ဒါကဝိညာဉ်ကတော့ဆရာကုန်းစွာဝေကျွန်းတန်မှာတကယ်စပြီးတော့စီမံစေချင်တာပဲလို့ဒေတာရှင်းပြလိုက်ပါတယ်။ဆရာကုန်းစွာကငင်းနေပေမဲ့ဝိညာဉ်တော့တကယ်ကိုစီမံစေချင်နေရပါ။အဲ့ဒါလေဝိညာဉ်လက်ရှိခြေနေရဝေကျွန်းတန်လို့ လုပ်ငန်းကြီးတွေတကယ်ကိုလူလိုအပ်ကြောင်းဆရာကုန်းစုံထပ်ရှင်းပြပါတယ်။ဝိညာဉ်တော်ဆရာကုန်းစုံမှန်ညာနေပြန်မရခင်မှာသွားစရာနေရာလည်းမရှိတာကြောင့်သူတို့ဝေကျွန်းတယ်တကယ်မိသားစုအနေနဲ့လုပ်ငန်းလုံသွားကြမယ်လို့ပြောနေပါတယ်။အရင်ကဝိညာဉ်မိဘအိမ်ဘက်ကစေပစ္စည်းရောင်းဝယ်လုပ်တာဖြစ်ပြီးဆိုင်ရှင်းမသေးခင်ကသူ့အဖေတငယ်ချင်းအောင်မဲ့လို့ရှင်းပြလိုက်ပါတယ်။ပြီးတော့ဝိညာဉ်အဖေနဲ့ဆိုင်ရှင်းကစည်းဝါးရေးလုပ်ဖို့ကင်ဗယ်လေးဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။အဲဒီမှာတော့ဝိညာဉ်မင်းဆုံးသွားတာစိုးတဲ့အတွက်သူ့မှာမောင်နှမလည်းမရှိခဲ့သလိုအဖေဖြစ်သူအားပါကန်ဆိုးစွာနဲ့ကုသမရခဲ့တဲ့ယောဂါကိုရာသွားခဲ့လို့ဆရာကုန်းစုံရှင်းပြလိုက်ပါတယ်။ အာနမဝိညာဉ်ဖေရသူမသေးခင်မှာဝိညာဉ်ဆိုင်ရှင်နဲ့လက်ထပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ဝိညာဉ်ဆိုင်ရှင်ရဲ့နောင်မိမဆိုမြတ်ဘဝမှာစောင့်ရှောက်မဲ့သူလိုချင်ခဲ့တာလို့ပြောပြပါတယ်။ဒါပေမဲ့ဝိညာဉ်ဘဝမှာအားကိုးစရာလူမရှိတဲ့ကံကြမ္မာဖြစ်လာကြောင်းသူလဲလက်ခံမှာပေါ့လို့ဆရာကုန်းစုံပြောလိုက်ပါတယ်။ဝိညာဉ်တော့မျိုးဆက်မရှိလို့နောက်ထပ်အိမ်တော်လဲထပ်ပြုမှာမဟုတ်တဲ့အတွက်အိမ်နိုင်ရဲ့ဆေးပစ္စည်းလုပ်ငန်းကိုဆက်ခံရဖို့မျှော်လင့်နေပါတော့တယ်။ဒါပေမဲ့ဝိညာဉ်လိုအားနွယ်တဲ့မိန်းကလေးတောင်းနေတယ်ဘလို့လုံနိုင်မှာလဲလို့ဆရာကုန်းစုံပြောလိုက်တာပါ။အားကြောင့်ဆရာကုန်းစုံရဲ့တေးဥမှန်ဆိုတာဘယ်သူမှမသိပေမဲ့ လူကောင်းဖြစ်မယ်ဆိုခံစားမိကြောင်းဝိညာဉ်ပြောလိုက်ပါတယ်။ဒါရမဲဆရာကုန်းစိုးအမှတ်ဉာဏ်တွေပြန်မရခင်မှာသူ့ကိုတူမာရင်းလို့သဘောထားပြီးပါလားလို့ဝိညာဉ်ပြောလိုက်ပါတယ်။ဆရာကုန်းစိုးနေနဲ့ဝိညာဉ်ကိုတူမာရင်းလို့ပဲသဘောထားပြီးတခုတည်းသောဆန္ဒကိုဖြည့်ဆည်းပေးဖို့ဝိညာဉ်တောင်းဆိုလိုက်ပါတော့တယ်။အားကြောင့်ဆရာကုန်းစိုးလည်းသူ့ရဲ့ဘဝအမှန်ကဆွေမရှိမျိုးမရှိမသိပေမဲ့ရှိခဲ့တဲ့နာမဝိညာဉ်လိုပဲကျင်နာပြီးတော့စိတ်ထားကောင်းစေခြင်းပါလေလို့ပြောလိုက်ပါတယ်။အဲလိုနဲ့ဆရာကုန်းစိုးလည်းသူ့ရဲ့ဝိညာဉ်ရဲ့ရင်းရှင်တို့၃ယောက်ပြန်စရာအိမ်ရှိဦးထင်ပါလေလို့ပြောနေပါတော့တယ်။ န်တောင်ဆရာကွန်ဆူလက်လက်လောမှာဝေချွန်းထိုင်ကိုအင်လို့သဘောထားကြတာပေါ့လို့ပြောလိုက်ပါတယ်။အန်တောင်ဆရာကွန်ဆူလက်မေးအသေးမဲ့နဲ့အလုံးလုံးနေတဲ့ထဲတန်းစီဇကားလာပြောပါတယ်။ဇာကွန်ဆူလက်သူအိတ်မပြောတာကြောင့် channel လမ်းလျှောက်နေရပါလို့ပြောလိုက်ပါတယ်။အန်တောင်ဆရာကွန်ဆူကလမ်းလျှောက်နေတဲ့သူ့ကိုယ်သူဘယ်သူလဲဆိုတာကိုစဉ်းစားကြည့်နေပါတယ်။ဆရာကွန်ဆူကသူ့ကိုယ်သူဘယ်သူလဲဆိုတာကိုရဲ့သူ့မှာဆွေမျိုးရှိမရှိရဲ့ကိုသေချာစဉ်းစားနေရပါပြီးတော့ဆရာကွန်ဆူလက်သူဒီကိုဘယ်လိုရောက်လာလဲနဲ့သူ့ကိုလာရှာတဲ့သူမရှိတာကြောင့်အဲ့ဒါဘာကြောင့်လဲလို့တွေးနေပါတယ်။ အန်နမရစမေးရထားနာမှာဆူရကတောင်းဝင်ယူတဲ့ရေးကြီးစေအေးစီမံနဲ့စစ်တီစင်းကပျောက်ဆုံးသွားပါတော့တယ်အဲတော့ကြောက်ရွံ့တဲ့သူ့ရဲ့လောက်ငယ်သားဖြစ်တဲ့စမေးရမှတ်တမ်းစီကိုဒေလောက်တဲ့အပြစ်ကိုကျူးလွန်ပြီးကြောင်းပြောလိုက်ပါတယ်ကြောက်ရွံ့တော့စမေးရမှတ်တမ်းစီဟာရေးကြီးစစ်တပ်ကိစ္စကိုတောင်းဝင်ရတာဖြစ်လို့စစ်တီမီစင်းကရန်ကိုရေးကြီးတယ်လို့ပြောလိုက်ပါတယ်အဲတော့စမေးရမှတ်တမ်းစီမှာဘလောက်ပဲစင်ကျင်တွေရှိနေပါသေးအပြစ်ထံကလည်းမလွတ်ကြောင်းကြောက်ရွံ့ကပြောလိုက်ပါတယ်စမေးရမှတ်တမ်းစီကတော့သူဟာအပြင်လူတွေကိုနိုင်မယ်စင်းဘယ်တော့မှမပေးရတဲ့အကြောင်းရှင်းပြလိုက်ပါတယ် ပြီးတော့သူပေးလိုက်တဲ့တဦးသီးသောလူဟာခိုင်ဖုံးကဆေးလွှတ်လိုက်တဲ့ဇေယကုံးဆုံးချဲပါပဲလို့စစ်မဲ့ကြီးကမှတ်တမ်းဆေးကပြောလိုက်ပါတော့တယ်။အန်တောင်ကြောက်ရွံ့တဲ့ရေဆန်းတစ္ဆာပေါက်တဲ့အမှုကိုစစ်ဆေးဖို့အစင်ပြောင်လို့စစ်မဲ့ကြီးကဌာနကမှတ်တမ်းစာအုပ်တွေထိတ်တန်းလေးဝက်ချက်ပါဝင်ဇေယကုံးဆုံးအားလုံးကူးယူစေခွင့်ပေးခဲ့မိမှန်းကိုသတိရသွားခဲ့ပါတယ်။ဒါမဲ့ဇေယကုံးဆုံးကူးကွင်မဲ့ပေးခဲ့တာကြောင့်စာအုပ်ကိုတော့ယူသွားခွင့်မပေးခဲ့ဘူးလို့ကြောက်ရွံ့ပြောနေခဲ့ပါတယ်။အန်တောင်ကြောက်ရွံ့လဲစစ်မဲ့ကြီးကမှတ်တမ်းဆေးရှေးဟုံးကိုစစ်တီနိုင်မဲ့ဆင်းတွေကဇေယကုံးဆုံးကူးပြီးမှပျောက်သွားတာလို့မေးလိုက်ပါတယ်။ ရှင်ဟုံလည်းခေါင်းထိလိုက်တာကြောင့်ကြောက်ရှံလဲဆရာကုန်းဆုံးကူးပြီးတော့ပြန်မသိမ်းထားလားလို့မေးလိုက်ပါလေ။အားကြောင့်ရှင်ဟုံလည်းအရင်ရက်ကသူ့အိမ်ကအဖေပြည့်သူယောဂအသေးအံဖြစ်နေလို့အကြောင်းကြားတဲ့အတွက်ကြောက်ရှံကိုယ်တိုင်သူ့ဇာတိပြန်မှုခွင့်ပေးထားခဲ့ကြောင်းကိုပြောပြလိုက်ပါလေ။ပြီးတော့မှတ်တမ်းကောင်ဘသူမှဝင်ထွက်ခွင့်မရှိတာကြောင့်စီတီနာမည်ဆင်းကဆရာကုန်းဆုံးချက်ထွက်သွားတဲ့အချိန်မှာပဲပျောက်သွားခဲ့တာဖြစ်လို့ဒီကိစ္စကကုန်းဆုံးချက်နဲ့ပတ်သက်နေလိမ့်မယ်လို့ပြောလိုက်ပါလေ။ဒါကြောင့်လျှို့ယိုလဲခိုင်ဖုံးရုံးတော့သွားပြီးတော့ဒီကိစ္စကိုစုံစမ်းမှဖြစ်မယ်လို့ကြောက်ရှံကိုပြောလိုက်ပါတော့တယ်။ ကျောင်းဆန်လေဒီကိစ္စကိုစုံစမ်းမှာမှန်မိမဲ့မစင်မကျင်တော့လုပ်လို့မရကြောင်းပြန်ပြောပါတယ်။အားကြောင့်ကျောင်းဆန်သူ့နာမည်နဲ့အမတ်ချုပ်ကြီးဝမ်ကိုသွားတွေးဖို့လူယုံကိုအမိန်ပေးလိုက်ပါတော့တယ်။ပြီးတော့အမတ်ချုပ်ကြီးဝမ်ကိုအရေးကြီးကိစ္စတင်ပြစရာရှိလို့စစ်မဲ့အရာဌာနကိုကြွားလာပေးဖို့ကျောင်းဆန်ပြောလိုက်ပါတယ်။အဲဒါမှတော့ဆရာကုန်းစွန်ကသူ့အခန်းထဲကစာအုပ်တွေကိုကြည့်နေတယ်။တခါခုကိုတေချာစဉ်းစားနေပါတယ်။ဆရာကုန်းစွန်လည်းခုံမမာရှိတဲ့စေးစာအုပ်ကိုဖတ်ကြည့်ပြီးတော့သူဘာလို့ဒီလိုအကြောနေရာတွေကိုရင်းနှီးနေရတာလဲလို့စဉ်းစားနေပါတော့တယ်။အားကြောင့်ဆရာကုန်းစွန်ကသူကလည်းတကယ်ပဲ အရင်ကဈေးစရာတယောက်များဖြစ်ခဲ့ရလားလို့တွေးနေမိပါတယ်။အဲ့ဒါမှတော့တစ်ဖက်မှာကြောက်ရွံ့လဲဖြစ်ကြောင်းကုံစင်ရဲ့အမတ်ထုတ်ကြီးဝန်ကိုတင်ပြလိုက်ပါပြီ။အမတ်ထုတ်ကြီးဝန်ကတော့ကုံဆုံးချက်ကခိုင်ဖုန်းတော့မှလုံနေကြာပြီဖြစ်လို့စစ်တီစင်းစာအုပ်ကဈေးရအရေးကြီးတယ်ဆိုတာသူကသိမှာပါလို့ပြောလိုက်ပါတယ်။အဲ့တော့အမတ်ထုတ်ကြီးဝန်လဲဆရာကုံဆောဘာလို့အဲ့ဒီစာအုပ်ကိုယူသွားနိုင်မှာလဲလို့တွေးနေပါတော့တယ်။ကြောက်ရွံ့လဲအဲ့လိုမထင်မိမဲ့မတန်းစီရှင်ဟုံးကဈေးစာအုပ်ကဆရာကုံဆုံးကြည့်ပြီးတော့မှပျောက်သွားခဲ့တာဖြစ်ကြောင်းရှင်းပြနေပါတယ်။အဲ့ဒါမှတော့လျိုယွန်လဲ ဆရာကုန်းစွဲရဲ့အမိစင်းငှားဖတ်တဲ့ဖြတ်ပိုင်းကိုအမတ်ချုပ်ကြီးဝမ်ကိုပေးလိုက်ပါလေ။အဲ့ဒါပြင်ငှားပြီးပြန်အပ်တဲ့အခါမှလည်းဆရာကုန်းစွဲပဲဖြတ်ပိုင်းကိုပြန်ယူပြီးဖြတ်စည်းပြရမလို့လျိုးရွံကပြောလိုက်ပါလေ။ဒါမဲ့အခုတော့ဖြတ်ပိုင်းရဲ့စစ်မှတ်ရေးဌာနမှရှိနေပြီးတော့နာမည်စင်းစာအုပ်ကပြောင်းနေလို့အမတ်ချုပ်ကြီးဝမ်ကိုပြောလိုက်ပါလေ။အားတော့အမတ်ချုပ်ကြီးဝမ်လည်းကြောက်ရှံ့ကိုခိုင်ဖုံးတော့သွားပြီးရှင်းအောင်မေးဖို့အကြံပေးလိုက်ပါတော့တယ်။ဒါမဲ့ကြောက်ရှံ့တော့စစ်စစ်မြမြတဲ့အခါမှပေါင်လူကြီးမင်းကိုပါထိပါမိမှကြောက်တာကြောင့်အမတ်ချုပ်ကြီးဝမ်ကိုခေါ်ပြီးတော့အခုလိုဆွေးနွေးရတာပဲလို့ပြောပြလိုက်ပါလေ။ မန်ချိုဒီဝမ်ကတော့အရေးကြီးတဲ့အလုပ်ကိစ္စဖြစ်တာကြောင့်ဒီလိုလုပ်နေကြမလိုပါဘူးလို့ကြောက်ရွံ့အောင်ပြောလိုက်ပါတယ်။ပြီးတော့ပေါလုံကြီးမင်းကလည်းတချောင်းလုံးဥပဒေကိုလိုက်နာတဲ့အတွက်တမင်အခက်တွေ့အောင်မလုပ်ပါဘူးလို့ရှင်းပြပါတယ်။အဲကြောင့်ကြောက်ရွံ့လိုက်မန်ချိုဒီဝမ်မတည်သေးတဲ့အတွက်ခိုင်ဖုံးရုံးတော်ကနေဆရာကုန်းဆောင်ကထွက်သွားခဲ့တဲ့အကြောင်းကိုရှင်းပြနေပါတယ်။မန်ချိုဒီဝမ်လည်းဒီကိစ္စကိုသေချာမသိသေးပေမယ့်ဆရာကုန်းဆောင်ကြောင်းတော်သူကြားပြီးဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။ဒါပေမဲ့မန်ချိုဒီဝမ်ကတော့ဆရာကုန်းဆောင်ကိုခိုင်ဖုံးရုံးတော်ကစေလွှတ်ပြီးတော့စစ်မှတ်ရေးအမှတ်တမ်းကိုကြည့်ခိုင်းတာဆိုရင် ပေါင်လူကြီးမင်းစီသွားစုံစမ်းတာသဘာဝကြပါလေလို့ပြောပြလိုက်ပါလေအဲကြောင့်ကြောက်ရှန့်လဲတကယ်လို့ပေါင်လူကြီးမင်းသာစေတီမှတ်တမ်းအကြောင်းကိုလုံးဝမသိဘူးဆိုရင်ဘယ်လိုလုပ်ကြမလဲလို့မေးလိုက်ပါလေအမဲသူတီဝမ်လဲလုံးလုံးစင်ရစစ်မဲ့ရေးရနေပြီးတော့ပြည်မှုဆိုင်ရာဌာနကိုစာပို့ပြီးကုန်းဆုံးချက်ဝရမ်းထုတ်ရတာပဲလို့ပြောလိုက်ပါလေအဲကြောင့်အမဲသူတီဝမ်လဲဒီကိစ္စကိုပေါင်လူကြီးမင်းစောဒကတက်မှာမဟုတ်ဘူးလို့ရှင်းပြလိုက်ပါလေကြောက်ရှန့်လဲရေဆန်းနိုင်ငံတော်တစ္ဆာဖောက်မှုတုန်းကခိုင်ဖုံးနဲ့စစ်မဲ့ရေးရဌာနနဲ့တူစစ်စေးတာတုန်းကဈေးလိုအပ်ချက်တွေပါရှိတာကြောင့်ခိုင်ဖုံးကိုတောင်းဆိုခဲ့ရတာလို့ပြောပြလိုက်ပါလေ။ အားကြောင့်ကြောက်ရှမ်းလျှို့ဝှက်ပြီးတော့အာမခံပြီးခိုင်ဖုံးညွန့်တော်ရဲ့တစိမ့်တုံးနှိပ်ခဲ့တဲ့ပြင်ပေါင်လူကြီးမင်းကိုယ်တိုင်လည်းတက်သေးလက်မှတ်ထိုးခဲ့လို့ရှင်းပြလိုက်ပါတယ်တကယ်လို့သာကုန်းဆုံးချက်ကိုရှာမတွေ့တာရောစစ်တီနိုင်မဲ့စင်းစာအုပ်ကိုရောမတွေ့တာရောဆိုရင်တော့ပေါင်လူကြီးမင်းဟာအမှုရဲ့ကြံအပါဖြစ်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်အားကြောင့်မဲချုပ်ကြီးဝန်လည်းကြောက်ရှမ်းနဲ့တူခိုင်ဖုံးညွန့်တော်ကိုလိုက်ပြီးတော့ပေါင်လူကြီးမင်းနဲ့တွေ့ဖို့အဆုံးဖြတ်လိုက်ပါတော့တယ်တမမတော်ကြံကြောင်းအိုက်ဟူနဲ့ကြံလုံးကြောက်ဟူတို့ကမဲချုပ်ကြီးဝန်နဲ့ကြောက်ရှမ်းတို့ပေါင်လူကြီးမင်းစီလာတွေ့တဲ့အကြောင်းကိုတွေ့နေပါတယ် ကျန်းလုံနဲ့အမူအရာတွေကလေးနက်နေတဲ့အတွက်စစ်မှန်ရာဌာနနဲ့ပတ်သက်နေနိုင်တယ်လို့သုံးသပ်နေတာပါ။ပေါင်လုံကြီးမရအားလုံးရှောင်ခိုင်းလိုက်ပြီးတော့အေကန်တကားကိုပါပိတ်ထားကြအောင်အရေးကြီးပြဿနာပဲလို့ထင်နေကြပါတယ်။ကျန်းကြောင်းတော့အာယူတို့သုံးအောက်ကိုခံမှန်းမနေခိုင်းပဲပေါင်လုံကြီးမရေးကြီးလိုရရင်တို့ခေါ်မှာပဲလို့ပြောလိုက်ပါတယ်။ကျန်းကြောင်းကခိုင်ဖုံးတော့မှနေတာကြာလိုက်ဘလို့ချင်းနေမျိုးကိုမဆိုဖြစ်နိုင်တာကြောင့်ဘာကိစ္စအောင်မှတန်တော့မသိချင်တော့ပါဘူး။ဒါပေမဲ့အာယူကတော့ကျန်းကြောင်းနဲ့မတူတဲ့အတွက်တခုထူးခြားနဲ့သူ့ကိုလာအသိပေးဖို့ကျန်းလုံးကြောက်ကိုမှားလိုက်ပါတယ်။ တပတ်မှာတော့ပေါင်လုံးချင်းမလဲကြောက်ရှမ်းတို့စစ်မဲ့ရာဌာနကဈေးတိမှတ်တမ်းကိုဆရာအကုန်းဆုံးကယူသွားတယ်လို့ထင်နေတဲ့အကြောင်းကိုသိသွားပါတယ်။ကြောက်ရှမ်းတို့မှတ်တမ်းကိုဖတ်ခွင့်ဖြတ်ပိုင်းနဲ့မှတ်တမ်းစီရှင်းဟောင်းရဲ့ထွက်ဆိုချက်ရဆိုရင်ဆရာအကုန်းဆုံးယူသွားတာအမှန်ပါပဲလို့ပြောပြလိုက်ပါတယ်။မန်ချိုဒီဝမ်ကတော့သူနဲ့ကြောက်ရှမ်းကဆရာအကုန်းဆုံးယူတယ်လို့မဖြစ်နိုင်မှန်းသိပေမဲ့ဒီကိစ္စအမှန်တကယ်ဖြစ်နေတာကြောင့်လုပ်ငန်းတိုင်းလုံးဆောင်အောင်ပါပဲလို့ပြောလိုက်ပါတယ်။အဲတော့ပေါင်လုံးချင်းမလဲနားလေသဘောပေါက်ပေမဲ့ဆရာအကုန်းဆုံးကခိုင်ဖုံးရုံးတော့မှမရှိတော့တဲ့အကြောင်းကိုရှင်းပြလိုက်ပါတယ်။ ဒါကြောင့်ပေါလုံကြီးမင်းကတော့ဆရာကုန်းစုံစစ်ဆေးမယ်ဆိုရင်တော့အစင်းပြေးနိုင်မယ်မထင်ကြောင်းကိုထပ်ပြောလိုက်ပါလေအဲ့နောက်မှာတော့ပေါလုံကြီးမင်းလည်းကြောက်ရွံ့ပဲလှည့်ပြီးတော့စစ်မဲ့ကြီးကဘယ်လိုဆုံးဖြတ်ထားလဲလို့မေးလိုက်ပါလေကြောက်ရွံ့ကတော့ဆရာကုန်းစုံမတန်းဆေးယူသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတိထားလာလို့မေးပါလေဒါပေမဲ့ပေါလုံကြီးမင်းကမသိတာကြောင့်ကြောက်ရွံ့လဲဆရာကုန်းစုံမတန်းစာကိုရုံတော်မှာထားထားနိုင်လားလို့ထပ်မေးလိုက်ပါလေအဲ့တော့ပေါလုံကြီးမင်းလည်းစစ်မဲ့ကြီးရဲ့အမြင်ရဆရာကုန်းစုံကမတန်းစာကိုယူပြီးတော့မျိုးတော်ကနေထွက်သွားတာပဲလို့ပြောနေခဲ့ပါလေ ဒါကြောင့်လဲဆရာကုန်းစွာမတ်တန်းစာအုပ်ကိုဘလို့လို့ရုံးတော်မှာထားခဲ့နိုင်ပါလေလို့ကြောက်ရွံ့အောင်ပြောလိုက်ပါတယ်။ပေါင်ကြီးမင်းကတော့ဆရာကုန်းစုံအမှုကျူးလွန်တဲ့ကိစ္စကိုသဘောမတူပေမဲ့စစ်မဲ့ရာဌာနကိုလည်းအခွင့်အရေးအောင် လုပ်မှာမဟုတ်တော့ဘူးလို့မတ်ချုပ်ကြီးဝန်ကိုပြောလိုက်ပါတယ်။အားလုံးပေါင်ကြီးမင်းလည်းကြောက်ရွံ့တဲ့သူဆရာကုန်းစုံနေခဲ့တဲ့နေရာကိုသွားပြီးတော့စစ်ဆေးပါမယ်လို့ပြောလိုက်ပါတော့တယ်။ဒါမှလည်းစစ်ဆေးပြီးသွားရင်တော့ပေါင်ကြီးမင်းကခိုင်ဖုံးရုံတော်နာမည်နဲ့တကားကိုချိတ်ပိတ်ထားမယ်လို့ကြောက်ရွံ့ကိုပြောလိုက်ပါတယ်။အဲဒါကတော့ဆရာကုန်းစုံကိုပြန်ရှာမတွေ့မချင်းဘာသူမှဝင်ခွင့်မရှိစေရဘူးလို့ပေါင်ကြီးမင်းကပြောလိုက်တာပါ။ တို့လောက်တာလဲတမင်ကြောက်ချခြင်းသူတွေရန်ကနေကာကွယ်လို့ရအောင်လို့သာဆောင်ရတာပါလို့ပေါင်လူကြီးမင်းကထပ်ပြောလိုက်ပါတယ်အားတော့မဲချုပ်ကြီးဝန်နဲ့ကြောက်ရှမ်းကပေါင်လူကြီးမင်းကိုအထင်မလွဲဖို့ဖြောင်းဖြလိုက်ပါတယ်ပေါင်လူကြီးမင်းကတော့တခြားအထိပ္ပယ်နဲ့ပြောတာမဟုတ်ပဲဒီကိစ္စကမယုံနိုင်စရာအကောင်းဆုံးတဲ့ကိစ္စဖြစ်နေရကြောင်းလို့ပြောပါတယ်ပြီးတော့လဲဆရာကုန်းဆုံးစစ်တီနိုင်မဲ့ဆင်းဆောင်ယူသွားတယ်လို့ပြောတာကဈေးလိုဝက်ချက်ကိုခိုးယူပြီးတော့နိုင်ငံတော်တစ္ဆာဖောက်ကိုကြံစီတယ်လို့စွဲချက်တင်တဲ့သဘောမျိုးပဲဖြစ်ကြောင်းပေါင်လူကြီးမင်းကထပ်ပြောလိုက်ပါတယ်အားတော့ပေါင်လူကြီးမင်းလဲဒါတွေကဆရာကုန်းဆုံးရဲ့အရင်ကအပြုအမူတွေနဲ့ လုံးဝမကိုက်ညီလာကြောင်ကြောက်ရှမ်းရဲ့စစ်မဲ့ကြီးကဌာနတွင်းမှာပါစစ်ဆေးတင်တယ်လို့ပြောလိုက်တာပါဒါတော့ကြောက်ရှမ်းလည်းအမည်စင်းကိုစစ်မဲ့ကြီးကဌာနအတွင်းလူခိုးတယ်လို့ထင်တာလားလို့ပြန်မေးလိုက်ပါတယ်ပေါလုံကြီးကတော့တတ်တယ်မရှိဘဲနဲ့သူယုံကြည်နိုင်ကြောင်ပုံမှန်လင်းလင်းသာပြောလိုက်ပါတယ်အဲဒါကြောင့်ကြောက်ရှမ်းကရေဆန်းလက်ထဲကနေစစ်မဲ့ကြီးကလက်ထောက်ဝန်ယာတုကိုလွှဲပြောင်းယူခဲ့ပေမယ့်နဂိုရှိနယ်ဝန်ထမ်းအားလုံးမပြောင်းပြစ်ခဲ့ဘူးလို့ပေါလုံကြီးကပြောလိုက်ပါတယ်ကြောက်ရှမ်းလည်းတချို့အမှုရမ်းနေရာတွေကချက်ချင်းလူပြောင်းဖို့ခက်ခဲပေမယ့်စစ်မဲ့ကြီးကပြောင်းတဲ့အခါသတိပို့ထားပါမယ်လို့ပြောပါတယ် ဒါမဲ့ကျောက်ဆန်းတော်လူဝတ်ထားဖို့အာမခံထားတဲ့ကိစ္စကိုပေါင်းလူကြီးမင်းသိအောင်တတိပေးလိုက်ပါတယ်ပြီးတော့ကျောက်ဆန်းရဲ့နန်းတော်စည်းကမ်းအဲ့လိုဖြစ်နေအောင်မဖြစ်မနေလုပ်ရမယ်လို့ပြောလိုက်တာပါအဲကြောင့်ပေါင်းလူကြီးမင်းလည်းကျောက်ဆန်းပြည်မှုဆိုင်ရာဌာနကိုဆရာကုန်းဆုံးဝရမ်းထုတ်ပြီးတော့နေရာနှံ့လိုက်ရှာဖို့အတိပေးလိုက်မှန်းကိုသိနေပါတယ်ဒီတော်တွင်ပြည်မှုဆိုင်ရာဌာနကပေါင်းလူကြီးမင်းကိုပါကြံရပါလို့မတတ်မှတ်လောက်သေးတာကြောင့်တတ်မှတ်ချင်းပြည်သွားမှဆက်ပြောမယ်လို့ပေါင်းလူကြီးမင်းကမှားလိုက်ပါတယ်အဲနောက်မှာတော့ဆရာကုန်းဆုံးရဲ့အခန်းကိုချိတ်ပေးလိုက်ပြီးတော့ကျန်းလုံးကျောက်ကိုလည်းအဆောင်တွေကိုအမိမရပဲဒီနေရာကနေမထွက်သွားဖို့မှားနေပါတယ် ိုင်ဟွာလေးဆရာကုန်းစွဲအခန်းကိုချိတ်ပိတ်စာကတ်ခံရတာမြင်လိုက်ရတာကြောင့်စိတ်မကောင်းဖြစ်နေခဲ့ပါလေ။ဂျန်ကျောင်းတော်ဒီလိုမှသာတက်တေတွေကိုထိန်းထားနိုင်ပြီးတော့ဆရာကုန်းစွဲဟာသူတို့ပြောသလိုပြစ်မှုတွေမကျူးလွန်ကြောင်းတက်တေပြနိုင်ပါလို့ရှင်းပြလိုက်ပါလေ။အဲဒါမှာတော့တရက်ငါထဲတန်းစီလာပြီးတော့ဆရာကုန်းစွဲအကြောင်းကိုလာဆက်စုပါလေ။ထဲတန်းလည်းဆန်ရှင်ကတော့အားတိုင်းအမျိုးရှောက်မတော်နိုင်တာကြောင့်ဆရာကုန်းစွဲကအမျိုးအစ်စ်ပဲလို့ပြောလိုက်ပါလေ။ပြီးတော့ဆရာကုန်းစွဲအကြောင်းကိုမူမန္တာရီထဲတန်းကိုမေးပြီးတော့ဆက်စုနေတာပါ။ထဲတန်းတော့သူ့ကိုမဟုတ်တာတွေမေးနေတဲ့တရက်ကိုဒေါသထွက်ပြီးတော့ပြန်လှော့လိုက်ပါလေ။ အဲ့ဒါမှတော့ကြံကြောင်းကဆစ်မဲ့ကြီးကအပြောကိုပေါင်လုံးကြီးမင်းကယုံနာလားလို့မေးနေပါတယ်ပေါင်လုံးကြီးမင်းလည်းသူတော်မယုံတဲ့အတွက်ကြံကြောင်းတို့လည်းမယုံတော့ပါဘူးလို့ပြောနေပါတယ်ဒါပေမဲ့ပြည်ထနာကတော့နန်းတော်အားဆရာကုန်းဆုံးဝရန်ထုတ်ထားကြအောင်ဆရာကုန်းဆုံးအထင်လွဲသွားနိုင်တယ်လို့ပြောလိုက်ပါတယ်အဲ့ချိန်မှာပဲကြံလုံးကအမြန်ပြေးလာပြီးတော့အိုက်ဟွာဆရာကုန်းဆုံးဝရန်ထုတ်ထားကြပြီးဒေါသကြီးနဲ့ဆစ်မဲ့ကြီးကဌာနကိုသွားချောင်းကိုလာပြောပြပါတော့တယ်အဲ့တော့ကြံကြောင်းလည်းအိုက်ဟူနောက်ကိုအမြန်လိုက်သွားခဲ့ပါတော့တယ်ဒါမှမဟုတ်အိုက်ဟွာဆစ်မဲ့ကြီးကဌာနကိုရောက်လာပြီးတော့ကြောက်ရွံ့ကိုခေါ်နေခဲ့တာပါ စေတူကြီးနဲ့ရဲမှတချို့ကတော့စစ်မဲ့ရာဌာနအောင်မြေလံမှုရောက်လာတဲ့အာယူကိုအဖက်ဖက်ကနေဓာတ်နဲ့ရွေထားကြပါလိမ့်အဲဒီမှာကြောင်းဆန်းရောက်လာပြီးတော့အာယူကနာမည်ကြီးသူရဲကောင်းလေးအာယူဖြစ်တာကြောင့်သူ့ရဲ့ရဲမှတ်တွေနဲ့တပြိုင်တည်းတိုက်ရင်တော့မဖမ်းမိနိုင်ကြောင်းကိုဝင်ပြောလိုက်ပါလိမ့်ပြီးတော့ကြောင်းဆန်းကစစ်မဲ့ရာဌာနကစီရေးထိတ်တန်းနေရဖြစ်တဲ့အတွက်ဒီနေ့အာယူထိုးပေါက်ဝင်လာတာဟာတေလောက်တဲ့အပြစ်ပဲလို့ပြောလိုက်ပါလိမ့်အာယူကတော့ကြောင်းဆန်းဘာလို့ဆရာကုန်းဆုံးကြောက်ချလဲဆိုရဖြေရှင်းချက်ကိုတောင်းနေတာပါကြောင်းဆန်းတော့ကုန်းဆုံးချက်ကိုဝရမ်းထုတ်တာကနန်းတွင်ဥပဒေရဖြစ်တာကြောင့်ပေါင်လူကြီးမင်းအောင်မပါတဲ့ကိစ္စမှာ အာယူကဝင်ပါစရာမလိုပါဘူးလို့ပြောလိုက်ပါတယ်။အာယူကတော့သူကတိုင်းလောကသားဖြစ်တဲ့အတွက်နန်းတွင်ဥပဒေကသူ့ပေါ်တက်ရောက်မှုရှိမနေဘူးလို့ပြောလိုက်တာပါ။ကြောင်ရှန်တော့တားဆုံးပြီးကိုမင်းကြီးအုပ်ဆိုးတာကြောင့်တားဆုံးမှာရှိတဲ့လူတိုင်းကတားဆုံးရဲ့ဥပဒေတက်ရောက်မှုရှိရမယ်လို့ပြောနေပါတယ်။အဲဒီမှာတော့ကြောင်ရှန်ကဓာတ်တောင်းပြီးတော့အာယူနဲ့ဓာတ်ရေးပြိုင်မှုစိန်ခေါ်လိုက်ပါတော့တယ်။ဒေါ်နဲ့ကြောင်ရှန်နဲ့အာယူဓာတ်ရေးပြိုင်နဲ့ဂျန်ချောင်းရောက်လာခဲ့တဲ့အတွက်ကြောင်ရှန်ကတော့ဂျန်ချောင်းနဲ့ဆက်ပြီးတော့ပြိုင်ပါတယ်။အဲဒီတော့ဂျန်ချောင်းကရှင်ပြိုင်ပွဲကိုရက်ခိုင်းလိုက်ပြီးတော့ကြောင်ရှန်ဘာလို့သူ့ကိုအတင်းတုံးပြန်စေချင်တာလဲလို့မေးလိုက်ပါတယ်။ ကြံကြောင်းတော့အာယူစာကြောက်ရှမ်းကိုတောင်းပန်ပေးပြီးတော့ပြန်ခေါ်လာခဲ့လိုက်ပါလေ။အဲဒါမှတော့အာယူလည်းစိတ်ဆိုးနဲ့ထွက်သွားကြအောင်ကြောက်ရှမ်းလည်းအာယူတခြားပြဿနာမရှာခင်ကြံကြောင်းကိုလိုက်သွားခိုင်းလိုက်ပါလေ။လူရွာလည်းအာယူကိုလှုပ်ပေးလိုက်တဲ့ပုံမေးခွန်းထုတ်လိုက်တာကြောင့်ကြောက်ရှမ်းလည်းဘာဖြစ်ပေါင်းလူချင်းမျက်နှာကိုထောက်ပေးလိုက်တာပဲလို့ပြောလိုက်ပါတော့တယ်။ဒါဆိုတော့စစ်မဲ့ရာဌာနအတိတ်မိနဲ့ကုန်းဆုံးချက်ကိုဖမ်းရမ်းထုတ်ပြီးတော့ပေါင်းလူချင်းကိုရောကြံအပါအနေနဲ့ဆွဲချက်တင်မလား။ဘာရီဆက်ဖြစ်လာအောင်မလဲဆိုတော့နောက်ပိုင်းမှာဆက်ကြည့်ရမှာဖြစ်ပါလေ။ ဟုတ်ကဲ့ပါဒီနုတော့တော့ပါပဲနောက်နေ့မှလည်းပြည်သူတရားရှင်ပေါင်ချိန်အပိုင်းဆက်တွေဆက်ပြီးတော့ရှိနေမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ channel subscribe လုပ်ဘေးနာကောင်းလုံးနှိပ်ပြီးတော့စောင့်ကြည့်နိုင်ကြပါတယ်အဲ့တော့ဒီနေ့မှာအစားဆုံးလိုက်ပါချီအားပေးခဲ့တဲ့ brow အားလုံးကိုလည်းကျေးဇူးတူပဲတင်ပါတယ်ခင်ဗျမကောင်းတာလုပ်တဲ့ကောင်းတွေမှန်သမျှမိုးနံမင်းတန်ခတ်ပါစီဗျာကျွန်တော်အန့်ခင်မှုပါ